ားလုံးပဲမင်္ဂလာပါများဆိုင်းနဲ့တင်းထဏမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ရခိုင်တတော်အေးက14မြို့ကို ထိန်းချုပ်ထားတဲ့အပေါ်စစ်တကအရာရှိတွေကိုပြစ်တင်လာတဲ့ပိုင်ရဲွယ်ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာပိုင်ရဲကွာ ဘလို့အကြောင်းရင်းနဲ့ပတ်သက်ပြီးစစ်တပ်ကရရှိတွေကိုပြောဆိုဝေဖန်ပြစ်တင်နေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းလက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီနေ့က20ရက်5လ2025ပေါ့ရခိုင်အကြောင်းလေးအယူဆုံးပြောပြပါမယ်ရခိုင်မှာဆိုလို့ရှိရင်ဒါအေထုံးမြနိုင်တို့ဖွဲ့ရဒါ14ပြီ14မြို့နယ်ကိုဒါသူတို့ ထိတ်ချုပ်ထားတာရှိတယ်နော် ထိချုပ်သားတာရှိတယ်အဲ့မှာတက်မော်ဓားလေးကိုလည်းတိတိကျန်တာတစ်ခုပြောပြအောင်မယ်နော်အာတက်မော်ကာကွယ်ရေးဦးစီးချုပ်ကြီးကသူမိမတော့တူတူလိုက်ရခိုင်မကြောင့်ငါတို့မတိုက်ရဘူးငါတို့လုံးချင်နိုင်မလုံးရဘူးငါတို့လေပေးဆက်နေကြတယ်ဆိုပြီးတော့ဒါအောက်ခြေတွေကိုရိုက်သွင်းထားတဲ့တံမိုလ်ရှိနော်ချိုးအောက်ခြေစစ်တီတွေကလည်းဓားလေးကိုမသိဘူးနော်တကယ်ဟုတ်သလားမဟုတ်သလားမသိဘူးဒါလိုပဲတင်တယ်အများစုဒါမျိုးပဲတင်တယ်အမှန်တကယ်ကအဲ့ဒီတူတူလိုက်က ရခိုင်တိုင်းရင်သူမဟုတ်ဘူးခဏတိတ်တကြဈေးမြေကိုပြန်လိုက်ကြီးကာပြားတာဖြစ်တယ်နော်ရခိုင်တိုင်းရင်သူမဟုတ်ဘူးရခိုင်တိုင်းရင်သူကာပြားတာဖြစ်တယ်အမေတော်အောင်လားကဒေးဒဲသူနော်သူ့အဖေဒီဥမမောင်အဲဥမမောင်လားနော်အန်တီတူလာရဲ့အဖေဥမမောင်လားကဈေးကြွန်တာရခိုင်မောင်နော်ဒါဈေးကြွန်တာရခိုင်တိုင်းရင်တာပေါ့ရခိုင်တိုင်းရင်တာနဲ့အေအာယူတိုင်းသူနဲ့ညားတာသူကကာပြားပဲဖြစ်တယ်မွေးတာရန်ကုန်မှာမွေးတာ နော်ပြီးတော့မြန်မာသားကတိကလုပ်တယ်အဲ့တော့ဘာမှမဆိုင်တာကိုတွားပြီးတော့တဲ့တယ်အန်တီတူတူလာရဲ့အဖေကပဲအခုလက်ရှိရန်ကုန်မှာကျွန်တော်တို့ဗန်နာမနေတယ်ဗန်နာမအကုန်လုံးတည်းဒါတာမန်တာမန်ဘဝနဲ့ဖြတ်တန်းပြီးတာမန်စီဝါရေးလုပ်ငန်းလေးနဲ့ပဲဖြတ်တန်းနေရအဲ့ဒီအရာလည်းပဲနေထိုင်တဲ့နေရာလေးပါရတဲ့ဒါလိုမျိုးတိတိကျကျခန်းခန်းနာနာနေနေထိုင်ပြီးတော့လောက်ကင်တာမဟုတ်ဘူးအဲ့တော့အန်တီတူတူလာကိုခေါင်းတည့်ပြီးတော့ဒီရခိုင်မှာကတိုက်နေတဲ့တိုင်းရဲဘော်တွေကိုဒီမဟုတ်တဲ့သွေးခွဲနေတာလေဒါကျွန်တော်အနေနဲ့ဟိုဒါအံ့ဩမိတယ် နော်ဒါဒါကျွန်တော်တိအောင်ပြောပြတာတန်းတော်သားတွေကအမြင်နဲ့လို့လို့စီယုံရမယ်စီယုံရမယ်ဘယ်သူကွက်ကွက်ဒုံမကွက်အမြဲစီယုံပြီဆိုတာအဲ့ဒါပဲခေါင်းဆောင်ကိုတံပိုးထားမယ်အဲ့ဒီနေရာမှာအရေးချင်းမပြည့်မိတဲ့ခေါင်းဆောင်တွေဆိုပြီးဖယ်ရှားနိုင်အောင်လုပ်ရမယ်ရခိုင်မှာပြည်နယ်မှာတော်တော်များများဖိလိုက်တာဟာဟာဒေါ်ဆန်းဒေါ်အန်တီတူလာကြောင့်ပါညာဆိုပြီးတော့အမှန်ကန်မဟုတ်အတိုင်းမှုတွေအရေးချင်းမရှိတာလေတိုင်းမှုတွေကိုအသုံးမကျတာဒီကိုပြည်နယ်မှာဒီလိုပါသွားတဲ့အကြောင်းမျိုးပန်သွားရင်ကိုအသုံးမကျလို့ပဲဘာမှဟိုစင်ရင်စင်လိုက်တယ်မလို့ရေဘူးပေါက်တာမလို့ရေပါလာပဲလို့ထင်တယ်ဒါမျိုးတွေရှိရမှာ ုတ်လားဒီစလေးပြည်နယ်စလေးမြို့နယ်ကိုအခုနောက်ပြောင်းဝမ်းတိုင်းမှုငါးနေပြောင်းမှာဥမာပေါ့ဒီဘက်တောင်ပိုင်းကောင်ကရောက်ကိုတိုက်နေရောက်တိုက်ခွဲလာပြောင်းမှာဒီလိုမျိုးရှင်းမဲ့ဆိုပြောင်းပြန်အေးဒီဘာမှလူမရှိဘူးနော်ခဏလေးဝင်လာတယ်များကဟိုတနေ့ကကျွန်တော်ပြောတယ်အယောက်900လောက်ဝင်လာတယ်ဒါမျိုးပြောတယ်လာတဲ့ရိတ်ခါတွေတည်ပြီးတော့အဲ့မှာပစ္စည်းတွေရောင်းမတိုက်ဘူးတိုက်ကြောင်တိုက်မှလာမလို့ပဲနဲ့ရိတ်ခါတွေတည်ပြီးတော့ပြန်တော့တာတဝက်လောက်ပြန်တော့လိုက်တယ်ဒါတော့သူတို့စီသူတို့ရဲ့လှုပ်ဆောင်ချက်ကိုတော့ကျွန်တော်တို့ကမပြောပါဘူးတောက်မှဒီလိုပြောလို့ကျဒီလိုမရှင်းတာဟာဒါရှင်းရှင်းလေးပဲဘသူကပါလဲဆိုတော့တန်းတည်တယ် ။ပေါင်းကြီးစစ်စေးလိုက်လို့မှန်ကန်တယ်မမှန်ကန်တယ်။တမ်းပြီးသေးတယ်။ဟာအဲ့မှာတချို့ပြောကြတယ်အာအဲ့ဒီမှာရွာသားတွေပါခေါ်သွားတာတည်ယူဖို့ဆိုအဲ့ကြောင့်လူအင်အားများသွားတဲ့ပုံစံတွေပေါ်နေပါလေကိုရဲပိုက်ပါကိုပိုက်ရဲကိုပါညာဆိုပြီးဖြစ်တယ်။အဲ့ဒါလူအင်းရတော့များလားဟုတ်တယ်ဒါပေမဲ့အဲ့မှာတို့ကရွာသားတွေပါအတင်းဆွဲခေါ်ပါတယ်ဘာကြောင့်မလိုက်မပြရလေဖြစ်တဲ့အေဒီကတော့ဘလောက်ပါပါလဲအဲ့နဲ့300လောက်တော့ပါပါလဲကျန်တဲ့တဲ့ရွာသားကြီးဖြစ်တာပါညာဒါမျိုးလက်လာပြောတဲ့ဟာဒီအနေသားကြီးရှိတာပဲကျွန်တော်တို့ဒီမှာမိသွေးမင်းစိုးစေကမှုကိုလမ်းနဲ့ကိုအကြမ်းဖက်ဝင်လာတာကိုလက်ခံတယ်လက်ခံတယ်ဆိုတော့ကအဲ့တိုင်းကအရေးချင်အဲ့ဒါပဲ အဲ့တော့ဘယ်တော့မှမပြောပြီးသွားတောင်းမေးလိုက်လို့ဒီမှာအာအပေါ်ကအထက်ကအမိတ်မပေးလို့ကိုယ်ရည်ချင်းမရှိတာကိုမပြောဘူးအာနေပြီးတော့တိုင်းရနေပြီးတော့မှဟိုနေရနေပြီးတော့မှဟိုဥမေအောင်လိုင်းကြီးရပဲဒီရခိုင်ကသူမိမမျိုးနေသူမိမနေခဲ့တဲ့နေရာမလို့အဲရခိုင်ကမတိုက်ပါနဲ့ပါညာတော့ခဏတောင်ပိုင်းနဲ့မြောင်ပိုင်းတခြားစီမြောက်ပိုင်းသားတွေကတော်တော်ရိုင်းရိုင်းနှိုင်းနှိုင်းနေ အခုလိုတွေဖြစ်တာမြောက်ပိုင်းသားကြောင့်တောင်ပိုင်းသားတွေကပြည်တော်စုရခိုင်နေအဘာသာသာသနာအမျိုးဘာသာသာနာအယံတန်ဖိုးထားတဲ့သူတို့ရဲ့ရိုးရာအမျိုးဘာသာသာနာအယံတန်ဖိုးထားတာအမျိုးဘာသာသာနာဆိုနိုင်ငံသားသားလုပ်တဲ့အမျိုးသားအမျိုးသမီးတွေတာသမီးတွေမပေါဘူးနော်အမျိုးဘာသာသာနာဘုရားဘုရားဘာသာဘုရားဘာသာချင်းပေါင်းသိပြီးရရှိတဲ့အဲမွေးဖွားတဲ့နော်ပုံကိုယ်တွေ တခြားအခြားနိုင်ငံဂျားနဲ့ပေါက်ပြီးတော့မှဟိုဗာမန်းမသိဘဲနဲ့ကိုအမျိုးဘာသာတာသနာလို့ပြောတဲ့အကောင်တွေကိုနှိတ်ကုန်နေတဲ့သူတွေပြောကျင်တဲ့လူတွေဒါတချို့နိုင်ငံသားတွေနဲ့ပေါင်းဆက်ပြီးတော့မှပေါက်ပြီးတော့ဘယ်လူတွေအတိညာဉ်နဲ့ဖြစ်လဲတော့မသိဘူးအမျိုးဘာသာတာသနာဆိုဒီကောင်တွေကမုန်းကုန်မုန်းနေတယ်နော် အမျိုးဘာသာတာသနာဆိုတဲ့ညမှာရခိုင်ဟိုနေမော့ ဟိုမွတ်စလင်လည်းပါမယ်ကရီးမွတ်စလင်လည်းပါမယ်ခရစ်ယာန်လည်းပါမယ်အိန္ဒူလည်းပါမယ်ဗုဒ္ဓဘာသာပါကိုယ့်အမျိုးဘာသာကိုယ့်သာသနာကိုပြောတာတောင်မှဒီကောင်ဒီမှာအဲ့လောက်အတွေးညာမရှိဘူးပြောလိုက်လို့ကျဘောမကောင်တွေကအာအုံနောက်ကိုကြက်မပြင်းကြက်မပြေတာကိုလားသူများလားဆိုတော့ကိုကတနေ့အောင်နိုင်ငံမှာခြားနိုင်ငံနေပြီးတိုင်းမျိုးလှမ်းဖြတ်နေတာနော်ကိုစီဝါကြီးကိုရှာပေမဲ့အဲ့ဒီကငရေရမှာပဲဘာဖြစ်လို့လဲဆိုတော့တစ်ဖက်တစ်ဖက်သူကိုဒါအကုသို့မြောင်းလို့ကျွန်တော်တို့ကရှင်းရှင်းလေးပဲဒီတစ်ခိုင်းပြီးနေမှာအခုစေဘေးချောင်းတဲ့လူတွေစေးတောင်းတော့စေးမရှိဘူးစေဘေးချောင်းကရန်ကုန်ထဲမှာနေရာပေါင်းဆောင်ရောက်နေတဲ့သူတွေဘလောက်စင်းရဲတော့ကရောက်နေတယ် ရခိုင်ထဲမှာမှာဒီဟိုနေနော်ဟိုကျွန်တော်ပြောတာမြောက်ပိုင်းသားတွေအဲ့ကြိုက်တဲ့နေမှာနေဖုန်းကြီးဝင်နေပါစေဦးခင်ဗျာသူ့တို့ရအဲ့ဒါပဲသူ့တို့တွေအဲ့ဒါပဲဘာမှမုန်းကြီးတွေအပြည့်ရှိတယ်ဖုန်းကြီးဖြစ်နေပါစေဦးခင်ဗျာကျွန်တော်မှပြောတော့ကျွန်တော်နော်အဲ့တော့တမန်တော်အနေနဲ့တမန်တော်သားအနေနဲ့ပြက်ပြက်တသားဒီဟာကြီးကအမားကြီးဆိုတော့ခေါင်းထဲမှာရိုက်ခဲ့တာပြပါနော်ရခိုင်ပြည်နယ်ကိုအများဆုံးပြန်ပြီးတော့ထိတ်ချုပ်နိုင်မှအဲ့ဒီမှာရှိနေတဲ့ပြည်သူတွေ နောက်တစ်ခါရွာသူရွာသားတွေအေးကြမ်းကြမ်းနေတဲ့နေဘယ်လူကလာပြီးတော့လက်နက်ပြပြီးတော့လိုက်တယ်ဒီလိုမျိုးပေါ့ကျွန်တော်တို့ဒါဆိုတေးစုပဲဆိုပေါ်တာဆွဲတယ်ပေါ့ဗျာအဲအဲ့လိုမျိုးတွေမဖြစ်အောင်နော်ပြီးတော့တိုင်းပြည်မှာအေးကြမ်းကြမ်းတဲ့အမှုပညာရေးပိုင်းညာလှုပ်လို့ရအောင်လို့ခင်ဗျားတို့ဒါတပ်မတော်သားတွေလည်းပဲထက်အရာရှိတွေကအလုံးမလုံးကျွန်တော်တို့ကပြောပြတာပြောတယ်ဆိုတော့အထက်ကကျွန်တော်တို့အပါကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်ဦးစည်းဦးမင်းအောင်လိုင်းတို့နော်ဦးစိုးဝင်းတို့တက်ဆိုင်ရာညှိကိုကြီးတို့ဒါဗိုလ်ချုပ်ကြီးကျော်သားလင်းတို့ဒါကြီးတိအောင်ကျွန်တော်တို့ကပြောပြတာကျွန်တော်ဖန်ရင်ကြည့်တယ်တိတယ် အာဒါပြောမှဒါလို့ချက်ချင်းသူတို့ကရှင်းရှင်းပြောသူတို့ကထောင်းလိုင်းတော့သူမယုံတော့ဘူးကျွန်တော်တို့ပြောနေတဲ့သူတွေယုံတာ။ဘာဖြစ်လို့လဲဆိုတော့အဲ့ကျွန်တော်တို့ပြောတဲ့သူအဲ့မြေပြန်လူတွေကကျွန်တော်တို့ပြောကျွန်တော်တို့ကသူတက်ဆင့်ပြန်ပြောပေးရတာ။နော်။အဲ့တော့ဘာဖြစ်လဲအဓာကိုကျွန်တော်တို့အောင်သူတို့အာယုံဆိုင်တယ်။ဟိုဘက်ကပြောလာတဲ့တရင်ကိုအာယုံဆိုင်တယ်။အဲ့ဒါမှတကယ်မှန်တဲ့ခေါင်းဆောင်နေနေရ။ဦးကျော်စွာလင်းတို့နော်ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ဒီဘက်ကတကယ်ခေါင်းဆောင်ကောင်းနေရမှာရှိနေတာ။ကျွန်တော်တို့ပြောတဲ့စကားတွေခေါင်းထဲမှာအကုန်လုံးမှတ်ထားပြီးဘာဘာဘာဆိုတမ်းပြီး check in လုပ်တယ်။ပြီးဒီတိုင်းကူအစီအမပြေဘူးလားဖြုတ်မှာပဲ။နောက်တိုင်းကူရောက်မှာပဲ။ အဲ့တော့ကျွန်တော်တို့တမန်တော်သားတွေကိုစိတ်ဝဲကွဲစေတဲ့ဇာတ်ကားမျိုးတွေပြောတာဆိုလို့ဒါကျွန်တော်ရှင်းပြတာပါဒါအန်တီတူလာကြောင့်ဒီဟာရခိုင်ကိုမတိုက်ဘူးဆိုတာမဟုတ်ဘူးအဲ့မှာရှိသွားတဲ့တိုင်းမျိုးတွေအရေးချင်းတွေမဖြစ်မီလို့နောက်တစ်ခုကျွန်တော်တို့ဒီမဖောက်မဖောက်ကြီးအခုမဖောက်ကြီးပါသွားပြီပေါ့နော်ဇာတ်ကားကုန်လေးပါသွားပြီပေါ့အဲ့မဖောက်ကြီးတို့မဖောက်တို့မဲတော်တို့တိုက်လာတာဘလောက်ထိရှေ့ဟိုတက်ကဆရာဆရာကြီးတွေအရာရှိတွေအာမနာတတ်ဘူးအခုတိုင်းမျိုးတွေကနော်သူတို့အဲ့ဒီနေရာတွေကို ။အဲ့ဒါသူတော်ဘက်ကရဲဘော်တွေဆာရတယ်။နောက်အဲ့ချိန်မှာတိုက်ရွာတဲ့ကိုပိုင်နံပါတ်တွေဆို608လောက်ဖြစ်မယ်။အဲ96လောက်ဖြစ်မယ်။96 8အဲ့ဝင်းကျင်ပေါ့။နောက်ကိုပိုင်နံပါတ်ရှိတဲ့သူတွေအဲ့ဒီနေရာတွေကိုအသက်ဆုံးတိုက်သွားကြတာ။သူတော်ဘက်တွေဆိုလည်းရလိုက်ရတယ်။တမခွန်ခွန်ကဆိုရင်ဒါခမခွန်ခမရှိခမ106 105အဲအဲ့ဒီအဲ့ဒီတိုက်တွေတော်တော်များများရကြတယ်။တော်တော်များများရကြတယ်။ကျွန်တော်အမတ်မမအောင်ဆိုလို့ရှိရင်အဲ့မှာဗိုလ်ချုပ်အေပယ်လာ။အဲဗိုလ်မှုချုပ်အေပယ်လာ။သူတတ်မှမှုဖြစ်တဲ့အနေအထားမျိုးအရှိတဲ့ဥစ္စာမျိုးတွေကျွန်တော်တားတယ်ကစားပေးဒီမှာတမိုင်းမှာရှိတယ်အဲ့ဒါတွေက။ ဲ့တော့ခင်ဗျားတို့မပော့စပါနဲ့တိုင်းမှုတွေပြည်နိုင်မှုတွေပြည်ပြည်နိုင်မှုရဲ့ချင်းမရှိတော့ဒါကျွန်တော်တို့ပြောင်းပြောင်းမေးပါတော်မပြီးတော့ဒီအရေးချင်းမရှိတဲ့ဒီနယ်တိုင်းမှုတွေကိုထားထားမယ်ဆိုလို့ရှိရင်ဘာမှဖြစ်လာမှာမဟုတ်တဲ့အရေးချင်းရှိတဲ့တိုင်းမှုတွေချိန်ပြီးအရေးချင်းမရှိတဲ့တိုင်းမှုတွေကိုယုံထားနိုင်မှာပဲအလုပ်ပေးလိုက်ပါအဲ့ဒါဆိုရင်အားလုံးအေးချမ်းသွားလိမ့်မယ်နော်ခြေပြောက်လို့ရှိရင်ဒီကျွန်တော်တို့တော့ ဟိုတိုင်းရင်အေးချမ်းဖို့ပြောနေတော့တဦးသားစီတဦးသားစီမပြောအလုပ်လုပ်တဲ့သူတွေဆိုရင်အလုပ်လုပ်မဲ့တကယ်သူရဲကောင်းနေဆိုကျွန်တော်တို့ကနေပြောဒါအမြဲတမ်းစောင့်ကြုံနေမျောလင့်နေတာဘယ်တိုင်းဝင်လုပ်လုပ်တဲ့ဘလူးလုပ်လုပ်တဲ့ဆိုအမြဲတမ်းမျောလင့်နေအားပဲတိုင်းဘူးလုပ်လုပ်တဲ့လက်မှတ်ထိုးတာလက်မှတ်ထိုးတာလက်မှတ်ထိုးတာလ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 ာဆိုဒါမျိုးကြကျွန်တော်အားမပေးဘူးအားမပေးဘူးเนาะအခုကျွန်တော်တို့ဒါပဲနေရမှာကျွန်တော်တို့ပိုက်ပိုင်နိုင်နိုင်ပြန်ပြီးရရှိတာမရှိသေးဘူးသို့တော်လည်းပဲအခုတိုင်းဝဲလေးလပတ်အစီဝေးရဲ့နောက်ပိုင်းမှာတော့တေးကြကြအကုန်လုံးကိုစနစ်တကျနဲ့ပြန်လည်ပြီးတော့ရွေးကောက်ပွဲကို ဟိုပြန်လဲအနံမဲ့အနေအထားမျိုးရှိတော့တိုက်ပွဲတွေကတော်တော်ပြင်းထန်လာပါပြီเนาะရခိုင်မကြားငင်းသတင်းကောင်းကြားမယ်အခုသခိုင်းတိုင်းဘက်ကတော့ကောင်းကောင်းဖြိုပါပြီเนาะသခိုင်းတိုင်းတိုင်းမှုမဖြိုလဲချိန်ရတော့မယ်เนาะချိန်ရတော့မယ်အနေအထားရှိတယ်သခိုင်းတိုင်းတော့အခုကောင်းကောင်းဖြိုပြီကျွန်တော်တို့ပြီးကနေထိုးကြီးမြင်းကြံတိုင်းတောင်သာအဲတောင်သာဆိုတဲ့နေရာမှာတောင်သာဒိထနောင်းကောင်ကဒီလူစစ်အဲထူအောင်အကြောင်းလေးကိုကျွန်တော်ပြီးလို့ကျသူ့ဖေအဲဥအောင်တင်းပါเนาะအဲ့အကြောင်းလေးကိုကျွန်တော်နောက်တစ်ပိုင်းပြောပြပါမယ်အားလုံးကြားမှာပါသည်ချမ်းသာပါသည်အဲတပ်မတော်ကြီး အမြန်ဆုံးအောင်မြင်ပါစေလို့ပဲပြောချင်ပါတယ်ဗျာเนาะဒီနေ့ကတော့ fade.2 ပါတယ်အဲ့တောင်းလေးတော့တိတ်ပါပြောတော့ဒီက file လေးဖြစ်တာပေါ့အဓိကပြောချင်တာကဒီနှစ်ထိုးကြီးတောင်းတာမြင်းညံတိုက်ပွဲမှာဒါတိုက်ကြခိုက်ကြတယ်ပေါ့เนาะပြည်သူစစ်တွေတောင်းတော်သားတွေဒါတောင်းတာတိုက်ကြခိုက်ကြတယ်အဲ့ဒီဒီမှာမှကျွန်တော်တို့တောင်းတာမှာဆိုလို့ရှိရင်ထနောင်းကုန်းရွာတိုက်ပွဲမှာဆိုလို့ရှိရင်သူ3-4ရက်လောက်ကိုအဲ့မှာခံပြီးတိုက်သွားတယ်เนาะ3-4ရက်လောက်တိုက်သွားတယ်အဲ့မှာဟိုနေမှာတူရှင်ဆရာလေးပေါ့တူရှင်ဆရာပြည်သူစစ်ခေါင်းဆောင်လေးထူအောင်ဆိုတာ ကျူရှင်နဲ့ကျူရှင်ဆရာလေးပြည်သူစစ်ခေါင်းဆောင်ပေါ့နော်သူအောင်သူအဲ့မှာသူတို့ပြည်သူစစ်တွေတော်တော်များများကြာအစာရေးစားတွေတော်တော်ငတ်ကြတယ်ရိတ်ခါတွေတော်တော်ပြတ်ကြတယ်ပြတ်ကြတော့စားဖို့တောက်ဖို့တွေကသူတို့ကအရင်ရက်တွေမှာလည်းသူတို့တိုင်ဟိုဘေးပတ်ချလဲအကုန်လုံးကကျွန်တော်ကအကြက်ဖက်တွေကရွာတွေမှာဝိုင်းဝန်းထားတဲ့အတွက်သူတို့ကသွားဖို့လာဖို့စားဖို့တောက်ဖို့လောက်ကင်စားဖို့ရှာဖို့စားတော့ဖို့ကတော်တော်ခက်တယ် ူတို့ခံနေတဲ့ဒုက္ခတွေဒုက္ခတွေပြောပြတယ်ကျွန်တော်တို့လည်းတတ်နိုင်အောင်အထက်ကိုတင်ပြပေးတယ်ပြောပြပေးတယ်ပြန်လည်းတဆင့်ပြောပြပေးတယ်ပြည်သူစစ်တီမှာရိတ်ခါတွေပြတ်နေပါတယ်စားဝတ်တချို့ဆိုလို့ရှင်တော့ပေါင်မြူနယ်တို့ဘာလို့ဆိုတချို့တိုင်းမှုတွေတချို့ဗျူဝါမှုတွေအဲသူတို့တွေကနေပေါ့ရောက်အောင်ပို့ဆောင်ပေးတာတွေဘာညာရှိတာပေါ့ရှိတဲ့အခါကျတော့အဲရတာလည်းမရတာလည်းဒီလိုမျိုးပေါ့ သွားလာဖို့လမ်းကြောင်းတွေကကြက်တဲတာပဲသွားလာဖို့လမ်းကြောင်းကြက်တဲတာလည်းတိုင်းယုံကတာဝန်ရှိတယ်တိုင်းယုံကလည်းသူ့ပြည်နဲ့သူ့နေအောင်သူလောကကိုလက်လွတ်ထားလို့သားနဲ့ဒီလူတွေကတဖြည်းဖြည်းတဖြည်းပွာ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 းလာတာအဲဘိုင်းနဲ့ပိုးတွေလိုပဲပွား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 လာတယ်ဘိုင်းနဲ့ပိုးမှာတတ်နိုင်အောင်ဖြစ်တယ်နော်တကယ်ပြီးတော့ရဘာဖြစ်လို့လဲဆိုအဲ့ဒီဒုက္ခတွေမှာအငှက်ပြီးဒုက္ခတွေမှာခံနိုင်တဲ့ခါကျတော့တော်တော်ပူပေါင်းမလိုက်ကြတာအဲ့တော့အဲ့ဒီလူစိတ်ကောင်းဆောင်ထူအောင်ကဘလို့ဖြစ်တယ်လဲဆိုတော့စားဖို့တောက်ဖို့တော်တော်ကြီးကိုဒုက္ခရောက်နေပြီသူတို့ရွာလူတွေမှာဒုက္ခရောက်နေပြီဆိုသူ့ဖေဥအောင်တင်းကရွာပြင်ကိုထွက်ပြီးတော့ 哎呀妈！下咱那比六岁来的上午吧，比六岁出来来呗，都到头望望江山也看到，江山在那山林里环境，那山林里那那那山林里环境，老百姓的话，那山脚我不晓，俺啷个，都爱特别丽丽下来，江山丽丽说，说看这些啥子，阿公侬话，现在人们呢在那面了带妞搞个不着，贵阳的比较慢，阿公农村话就是上午到部队接待那里看去了，都陪乌杭这样，下边我脱皮了，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 上午到部队接待那里看去了，都陪乌 ဖတ်ကုန်သွားပြီနောက်ကနေပြီးတော့မှထောက်ပြီးတော့ပြောဟိုထူအောင်လက်နဲ့ချခိုင်းလိုက်ပေါ့နော်ပြောခိုင်းနေသူ့ဖေကအဲ့လိုမပြောဘဲနဲ့ဘာပြောလိုက်လဲဆိုတော့အဲတာမင်းတည်တဲ့ဒီလက်နဲ့မချနိုင်နဲ့တိုက်ပွဲပြီးတဲ့ဆုံးတဲ့နေ့ဝင်အမျိုးဘာသာသာသနာကိုကာဝဲဆိုပြီးတော့ပြောတဲ့အချိန်မှာပဲနောက်ကအကြံဖက်တွေရှင်းလိုက်တယ်ပေါ့နော်သူ့နေရာမှာစဉ်းစားကြည့်လေသူ့ဖေအတန်ကိုလည်းကြားတယ်တောင်းတောင်းကအမျိုးဘာသာသာသနာကိုချစ်တဲ့စိတ်ဓာတ်မခိုင်မြင်းလို့ဆိုလို့ရှိရင်သူလက်နဲ့ချမှာပေါ့အခုတော်တော်များများလည်းတွေ့နေကြပါလက်နဲ့ချသွားတဲ့သူတွေစစ်သုံးပန်းဖြစ်သွားတဲ့သူတွေပြီးလိုက်တဲ့လက်နဲ့ကြီးအကြီးကြီး အန်အောင်လောက်ဆရာကောင်းတဲ့လက်နက်တွေကြီးပဲကြည်တွေဆိုလဲအန်အောင်လောက်ဆရာကောင်းလောက်တဲ့တနေ့တပိုးကြီးတွေတည်သွားကြတာတွေတွေ့နေတာဖိုင်နေတွေ့နေတာပဲနော်ဒါပေမဲ့အဲ့ဒီကလေးထူအောင်လေးကလက်နက်မချခဲ့ဘူးရောက်အောင်ခံတိုက်ခဲ့တယ်အခုတောင်သာတနောင်းကုန်းတိုက်ပွဲမှာ၃ရက်လောက်လောက်ခံတိုက်ခဲ့တယ်တိုက်တဲ့အချိန်မှာစစ်ကူတွေရောက်လာခဲ့တယ်စစ်ကူတွေရောက်လာခဲ့တယ်နော်စစ်ကူတွေရောက်လာခဲ့တယ်အခုနည်းနည်းလေးတော့အစင်ပြေသွားတာပေါ့ ဒီလေးမောင်ထူအောင်ကုန်ယူပေးလေးသားတယ်ဒါကျွန်တော်အနေနဲ့တက်နိုင်တဲ့အားတော့ကျွန်တော်ကတော့ကုန်ယူပေးဖို့အတွက်အဆင်နဲ့ ready ရှိတယ်ဒီညီလေးနဲ့ဖုန်းဆက်တွေ့အားလုံးမျိုးအဆင်ပြေသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုအပ်တာလေးကျွန်တော်ကတော့ပွားရောက်ပြီးလှူဒန်းပေးဖို့အစီအစဉ်ရှိတယ်ကျွန်တော်တက်တဲ့အနုပညာနဲ့ဒီညီလေးကိုကျွန်တော်ဒီစာသင်လေးကိုကျွန်တော်ဖွဲ့ဆိုပြီးတော့ဂုံပြူကျင်တာနောက်ဂုံပြူလိုက်တယ်သူ့ရဲ့အကြောင်းအရာလေးပဲသူတို့ရဲ့တမိုင်းကြောင်းလေးပေါ့ဒါနောင်လာနောင်သားလေးဒါညီငယ်လေးကျွန်တော်ကိုကြည့်နေတဲ့ညီကောင်မတွေနောက်ကျွန်တော်ကိုကြည့်နေတဲ့ညီကောင်မတွေမှာတစ်ဖက်လူတွေလည်းပါတယ် တစ်ဖက်လူတွေလည်းပါတယ်ကျွန်တော်တို့ကဘာကြောင့်ပြောလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ကလည်းပဲတိုက်စီနော်တိုက်ခိုင်းနေတဲ့စီယုံစီယုံနေတဲ့ဒါမျိုးလေးတွေလုတ်ပြတာရှိတယ်။အဲ့တော့တစ်ဖက်လူတွေပဲကိုချင်းစာနာတက်ပါစေနားလည်းတက်ပါစေနော်တိုင်းကြီးကိုချစ်တတ်ပါစေဒီထူးအောင်လေးလိုပဲတကယ်မုံမြတ်တဲ့သူတွေတန်းတော်သားတွေလည်းပဲလက်နဲ့ချတဲ့အញ្ញံခံရမလုတ်ပဲနဲ့ရွတ်ရွတ်ချွတ်ချွတ်တိုက်ခိုင်းနိုင်ကြပါစေလို့ဆူတောင်းလဲဆူတောင်းနိုင်တဲ့ဒီညီလေးကိုဂုံပြူတင်ထားခြင်းပါလေဗျာဂုံနဲ့ဂုံပြူပါလေတင်နေတည်စားလေဒါကျွန်တော်ရေးဆက်လိုက်တဲ့စာစဉ်လေးပေါ့ဗျာစားဖို့ရိတ်ခါမရှိပါနဲ့သူခွန်သူအသူစ조사လို့ နိုင်ငံ့အကျိုးကိုတင်ဖို့လေစားဖို့ရိတ်ခါပြက်လက်ရာဝဲရဲဘော်အများစားစီခြင်းကအဖေရိတ်ခါရှာထွက်တယ်အန်တရေမကင်းရန်သူလက်တွင်ဥကောင်းထက်၌တေနဲ့ထောက်ခါတားမောင်ထူအောင်ပြည်သူစစ်ခေါင်းဆောင်လက်နက်ချရန်ပြောခိုင်းသည်အဖေပြောသောဤစကားသည်တေဆုံးထိတိုင်လက်နက်မချကံခံချ၍အမျိုးဘာသာတာသနာကို ကာကွယ်ဆောက်ရှောက်မှာကြားပြီးနောက်တစ်ချက်အတန်ကြားလိုက်သည်အဖေမြင်ခွင့်မမြင်ရလဲမှန်းဆကြတော့ဂရိတ္တစာပြုတ်လိုက်သည်ငါဤအသက်ပြည်သူအတွက်တဆုံးထိတိုင်ကာကွယ်နေထူးအောင်အမည်နဲ့တစ္ဆာတည်ထူးအောင်ကိုကျွန်တော်အရန်ခုံယူပြီးတော့လေးစားတယ် ဒီလေးမောင်ထူအောင်ခုံယူပေးလေးသားတယ်ဒါကျွန်တော်အနေနဲ့တက်နိုင်တဲ့အခါတော့ကျွန်တော်ကတော့ကုညီပေးဖို့အတွက်အဆင်နဲ့ ready ရှိတယ်ဒီညီလေးနဲ့ဖုန်းဆက်သွယ်အားလုံးမျိုးအဆင်ပြေသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုအပ်တာလေးကျွန်တော်ကတော့တွားရောက်ပြီးလှူဒန်းပေးဖို့အစီအစဉ်ရှိတယ်လို့အမျိုးကောင်းသားသမီးတွေအများကြီးပေါ်ထုံးပါစေတိုင်းပြည်မှာအေဂျင့်ဆိုတဲ့ဟိုတိုင်းပြည်ရဲ့နိုင်ငံတော်အလံကြီးကိုရင်းမိုက်တော်တကောင်ဦးကောင်းနိုင်တော်တော်ထားနိုင်ပါသေးလို့ဗိုင်းစုမကောင်းတောင်းပေးပါတယ်အားလုံးကျမ်းပါပါစေဒီနေ့ပါဦးပြောချင်တဲ့ဆိုတော့လိုင်းသားရမှာဒီဖနက်ဆက်ယုံမှာ ကလေးတွေဆန္ဒပြနေတယ်။ကျောင်းသားအဲဟိုနေ့မအလုပ်သမားလေးတွေပေါ့နော်ဆန္ဒပြနေတယ်။သူတို့ရဲ့လိုအပ်ချက်ကတနည်းကို10,000လို့ဆန္ဒပြတယ်။10,000ရဖို့တဲ့။ဒါသူတို့ရဲ့ယနေ့ခေတ်ယနေ့အခါရဲ့ဇာဝနေရဒါသူတို့လိုအပ်ချက်ကိုသူတို့တောင်းတာတောင်းတာဖြစ်တယ်။ဒီဘက်ကစိတ်ယုံဘက်ကကြပြန်တော့လဲဒါနိုင်ငံတော်အစိုးရအတမတ်ထားတဲ့ငွေကြေးပေါ့။အဲ9,000ကျော်နဲ့ဒါမင်းကညှိတဲ့အချိန်မှာအာ900 1000တိုးပေးမယ်ပေါ့။ဒါမျိုးပေါ့။တကယ်လို့သူတို့ကလည်း10,000ကိုပေးလို့ရတယ် ဒီခေတ်ဒီကစီကတခြားစီပဲလေအရင်တော့4500ဆိုလို့ချင်းနှစ်ဆဆို9000ဖြစ်မှာ9500ဆို2ဆဆို1000ကျော်ဖြစ်မယ်ဒါနှစ်ဆ3000တက်နေတာပဲဒါမဲ့အဲ့လိုမျိုးသူတို့သဘောတူပြီးပေးလိုက်ပြီဆိုလို့ရှိရင်နံပါတ်1နိုင်ငံရဲ့ဥပဒေစည်းမျဉ်းကိုဖောက်ပြတာဖြစ်မယ်နိုင်ငံတော်ကဒီဟာပဲတတ်မှတ်ထားတာဖြစ်တယ်နော်အဲ့တော့နိုင်ငံတော်ကလည်းပဲဒါကိုပြန်ပြီးတော့ဥပဒေကြောင်းညာပြန်ပြင်ဖို့ဆိုတာလေကုံစင်းတော့ထတ်တက်အောင်ပဲဒါနောင်တက်လာမယ်အစိုးရပဲအလုံးလုံးကရမယ်အနေထားမျိုးရှိတယ်ရှိတော့တော့ဒီနေရာမှာပြေလည်အောင်လုပ်နိုင်တဲ့နီလန်တွေကတခုပဲရှိတယ် အဲအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘယ်နေရာမှာမဆိုပေါ့နော်ကုံမိုးစီဘူးစစ်လိုက်ဖို့ဆိုတာရှိတယ်လက်ပြီးလက်ဦးတော့မဟုတ်ဘူးနော်အာရကုံမိုးလေးပါအဲရစစ်လိုက်ဖို့လေးပါလမ်းတိတ်လေးပါဒါအဘကိုကတော့တာပါရိုးရိုးပါဒါမျိုးလေးတွေရှိတာကိုအဲ့တော့အဲ့လိုမျိုးလေးပဲကျွန်တော်ဒါအထူးနည်းပေါ့ခန်းစား권ဆိုပြီးတော့ပဲပေးလိုက်ပြီးတော့ဒီဇလန်ကိုတင်လိုက်မယ်ဆိုရင်တော့နည်းနည်းအဆင်ပြေမယ်နော်ဒီလိုမှတောင်းတထောင်လောက်ဒါရဖို့အတွက်အလုံးလုံးဖို့ဒါတို့တဲတဲမဲမဲပေါ့ဒါတောင်းခံနေရစီတက်မလို့သားတွေဆိုလို့ရှိရင်အသေးသေးတိုက်နေကြတာအဲ့လောက်လာတာမရှိဘူး အဲ့လောက်လာတာမရှိဘူးဒါပေမဲ့ကျွန်တော်ဘာကြောင့်ရှင်ပြောလဲဆိုတော့ဒီကလေးတွေလည်းပဲဒီတိုင်းပြည်အတွက်ဒါသူတို့စာဝတ်နေရတော့လည်းကောင်းပါလေဘာလို့အကြောင်းရမျိုးပဲဖြစ်ဖြစ်တိုင်းပြည်တွေမှာအကြမ်းဖက်တွေဖြစ်မသွားတာကိုကကျေးဇူးတင်ရမှာနော်အဲ့ကလေးတွေကျေးဇူးတင်ရမှာမမီးကအလုပ်ကမမီးလုပ်ကမမီးစာဝတ်နေမမီးပြေးလဲအောင်အဲဒါမမီးရဲ့ကဲစွမ်းဆောင်နိုင်တဲ့ control စွမ်းအားနေစွမ်းဆောင်နိုင်လှုပ်ဆောင်ပြီးတော့တွေ့ရတော့လည်းပဲကျွန်တော်ကတော့ဒါကျေးဇူးတင်ပါတယ်အကြမ်းဖက်လေးတွေဖြစ်မသွားဘဲနဲ့ တိုင်းမျိုးဖြတ်စည်းမှတ်သူတွေမှာဖြတ်သားမနေတိုင်းမျိုးမှာကိုယ်လုံးကိုယ်လုံးပြီးတော့နော်တိုင်းမျိုးရဲ့ဝေယဝိဆတွေဒါကိုထုတ်ဆောင်တိုးတက်အောင်ဒါလှုပ်ဆောင်နေတဲ့သူတွေပဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့ဒါလေးလေးလေးသားပါတဲ့ဂုံလန်းဂုံပါတဲ့အဲတောင်းတဲ့ထောင်နဲ့ညှိလို့မရရင်ဥပဒေကြောင်းတွေရလည်းပဲဟိုကန့်တတ်မှုတွေများနေတဲ့အခါကြလို့ရှိရင်ဒီစက်ယုံကပိုင်ရှင်နေနဲ့ဟုတ်လားကျွန်တော်ပြောတာဒါအဖို့စုချင်းငွေ9000ပဲ9000တသိန်းပြည့်တသိန်း ဟာလာတသိန်းခွဲပြတသိန်းခွဲအပိုစုကျင်းခွဲတသိန်းခွဲထပ်ပေးပါမယ်ဆိုဒါမျိုးလေးပေါ့အပိုစုကျင်းခွဲ9000ပေးပါမယ်ဒါမျိုးလေးနဲ့ဆိုရင်တော့ပို့ပြီးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်နေနဲ့ယူဆတယ်ဒီတိုင်းရတော့ဟိုဥပဒေကြောင်းရကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်ကခလေးတွေတောင်းတာလည်းဖြစ်မှာမဟုတ်ဘူးဟိုဘက်ကအဲ စက်ယုံတွေဘက်ကလည်းပေးလို့အဆင်မပြေနိုင်ဘူးဘာဖြစ်လို့ဆိုတော့တနင်္ဂနွေလုံးမှာရှိတဲ့စက်ယုံတွေကဒီဈေးနှုန်းနဲ့တတ်မှတ်ပြီးပေးမရနှုန်းဆိုတော့တနင်္ဂနွေလုံးအုံကြထားကြလာလိမ့်မယ်အနေအထားမျိုးရှိတယ်ဒါအောင်လဲနိုင်ငံတော်အဆင့်နဲ့တည်တည်ချာချာအဲပေါ့ပေါ့ရော့ရော့မလုပ်ဖို့လဲကျွန်တော်အနေနဲ့ပြောကြခြင်းပါတယ်ရန်ကုန်တိုင်းတိုင်းမီးမှာလည်းဒါအောင်အာရုံစိုက်ပြအခုကတော့နေပြီးတော့နေပြီးတော့မှဒီကလကောင်ကြီးရဲ့ဝင်ကြီးတွေဘာညာအကောင်လုံးတော့ရောက်ရှိနေပြီးနှိမ့်နိုင်ပြတာရှိတယ်ဒါတော့အဓိကအာရုံစိုက်တင်ပါတယ်ပြီးတော့အခုလိုဖြစ်နေတဲ့နေရာမျိုးမှာဒါတတ်တော်အနေနဲ့လဲအင်အားတုံးပြီးတော့ဖြုတ်ခွဲတာမျိုးတို့လုံဆောင်မှုမပြုဘဲနဲ့ဒါ ကလေးတွေရဲ့ဒုက္ခကိုလည်းတောင်းတော့ကာကွယ်ဥစည်းချုပ်ကြီးမှလည်းဒါရလုံးငယ်တ냐ငယ်ညာတော့အားဖြင့်ဒါပြပြလဲလဲညှိနှိုင်းပေးဖို့ကိုလည်းအဲကျွန်တော်အနေနဲ့တောင်းဆိုခြင်းပါတယ်။နောက်ဒီကလေးတွေကအကြံဖက်တွေပြင်မသွားတော့ကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်။အဒီကလည်းကလေးတွေတောင်းတဲ့တောင်းနဲ့ထောင်ဆိုတာလည်းမဖြစ်နိုင်တဲ့အတွက်ဒီကလေးတွေအနေနဲ့လည်းပဲတောင်းနဲ့ထောင်ဆိုတဲ့ဈေးကိုဖယ်ချပြီးတော့ကျွန်တော်တို့ရဲ့အပေါ်ပေါ့စုငွေနော်အထူးစုငွေ၅တောင်းပြင်၅တောင်းတသိန်းပြင်တသိန်းဒါအပေါ်စုငွေပြန်လည်ပြီးတော့ ဒါညှိနှိုင်းစေခြင်းတယ်ကျွန်တော်အနေနဲ့ပြောတာเนาะညှိနှိုင်းစေခြင်းအဲ့ဒါမျိုးဆိုလို့ချင်းမိမိတို့ရဲ့လိုအပ်ချက်လေးအပြည့်အဝမဟုတ်တော့အနေကျတော့ပြည်လာနိုင်တယ်နှမို့ဆိုလို့ချင်းကလေးတွေညီကောင်မတော်လေးတွေဒါလေးတော့တစ်ချက်စဉ်းစားပြီးပါတနိုင်ငံလုံးကလည်းပဲဒါကြီးအောင်မြင်သွားလို့ရှင်တော့တနိုင်ငံလုံးအောင်အလုံသမိုင်းတော့ဝန်ဆန်စရာဖြစ်ပေမဲ့မဖြစ်လာခဲ့လို့ရှင်လို့ရှိရင်မဖြစ်လာခဲ့လို့ရှိရင်ဆိုတာကအချမ်းမဟုတ်ဥပဒေကြောင့်ရစင်ငယ်စင်ငယ်ပြင်ဆင်ရမှာဖြစ်တဲ့အတွက်အားလုံးရဲ့ညနာဆုံးချုပ်မှုတွေဒါအားများလာမအောင်စိုးရိမ်တဲ့အတွက်ဒီနေရာလေးကိုအခုဆန္ဒပြနေတဲ့ညီငယ်ညီမငယ်လေးတွေကိုကြီးရဲ့ဖိုင်လေးကိုတီးလို့ရှိရင်ဒါလေးတွေကိုနည်းနည်းစဉ်းစားပေးစေလိုပါတယ်လို့ပြောချင်ပါတယ်မိမိတို့တော ောက်ခံနေတဲ့တနေ့တောင်း2000ဆိုတာတဲ့မိမိတို့ရဲ့ဒါအထူးစုငွေဖြစ်တောက်ခံရင်တော့ပို့ပြီးအဆင်ပြေပါလိမ့်မယ်။ဥပမာအထူးစုငွေမျိုးတသိန်းလိုအပ်တသိန်းတသိန်းခွဲလိုအပ်တသိန်းခွဲအဲ့ဒါကိုရကျင်ပါလေဆိုတာမျိုးဆိုပို့အဆင်ပြေပါလိမ့်မယ်။နိုင်ငံတော်စစ်နေနဲ့လည်းဒီလိုမျိုးလေးညှိနှိုင်းဆွေးနွေးပေးပါလို့ပဲပြောချင်ပါတယ်။နောက်ကတောက်တော်သားတွေမှာဆိုလည်းပဲဒါရိတ်ခါစုငွေရရှိတဲ့အားကတနေ့ကမှ950ရှိတဲ့စစ်ထူးတွေတော့ကျွန်တော်မပြောပါဘူး။စစ်ထူးတွေကလည်းရနေရတဲ့နေရာရှိတယ်မရတဲ့နေရာလည်းရှိတာပါပဲ။ အဲ့တော့တမလို့သားတွေလည်းပဲဒီလိုမျိုးကိုတိခန့်ပြီးတော့ဒါတိုင်းပြည်မှာအသက်ပေးအသက်အန္တရာယ်ကိုစွန့်လွတ်ပြီးတော့တာဝန်ထမ်းဆောင်နေကြတဲ့ပုံကိုယ်လေးပါနော်အဲ့တော့အဲ့ဒီလိုပဲဒီငယ်ညီမငယ်လေးတွေလည်းပဲဒီမှာတမလို့သားတွေတောင်မှတနေ့ကို950ရိတ်ခါဆုံးဝင်လေးနဲ့ထမင်းလေးစားရတယ်ဆိုလို့ရှိရင်လားဆောင်မပြောပါဘူးနော်ခွေးတို့ရိတ်ခါဆုံးဝင်တာတနေ့ဟိုလုံချိုရေးဆိုတာက security လုံချိုရေးပိုင်းဆိုင်ရာဆိုတာကဒါနေစားငိမ့်အပီးဖြစ်ပါတယ်နော်နေထိုင်မှုစားတောင်းမှုအကုန်လုံးအစားဆုံးပြီးပါတယ်အဲ့အဲ့ဒီအတွက်အစားဆုံးပေါ့ကွာလားသာ3သိန်းရတယ်ဆိုပေမဲ့လည်းမိသားစုက9ယောက်ရှိရင်အဲ့3သိန်းနဲ့ပဲမျှစားရမှာပါ အလုံးသီးနဲ့မှမလာအောင်အဲ့ဒါအတွက်တနင်းဟင်းဖို့ဆိုတဲ့ဟာပုံစံမျိုးပေါ့850ရတာကိုပြောတာပါအဲအဲ့ဒါလေးလည်းတိုးတက်ပြီးတော့ပေးစိချင်ပါတယ်နော်ခိတ်ကာလာခိတ်ရကအစိုးရဘက်ကတော့မှတိုးတက်နိုင်သေးတယ်ဒါလို့တိုးမပေးနိုင်နေလဲတမ်တော်ကဒါလက်ရှိဆိုတမ်တော်တမ်တော်ရဲ့ခေါင်းဆောင်ဗိုလ်ချုပ်မိုးကြီးဦးမင်းအောင်လာကာဝေးဦးစည်းချုပ်ဆိုတော့အခုလက်ရှိကတမနာဆိုလည်းဒီပုံကိုတုပ်တဲ့ပါပဲအားလုံးအားလုံးညမနိုင်ငံအကြီးကဲဆိုယခုလက်ရှိမှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးမင်းအောင်လာတယောက်ထဲပါပဲအဲ့တော့အဲ့ချိန်မှာသူတမ်တော်သားတွေကိုပေးမယ်ဆိုလည်းပေးလို့ရပါမယ်ဒါတမ်တော်သားတွေရတယ်ဟိုဒါလိုမျိုးပေါ့ပေးမယ်တောင်းခံတာတော့ မရှိမြင်မဲ့ဒုက္ခခံတာတော့တတ်မလို့သားကြီးမှာရှိပါတယ်เนาะအဲ့ဒါလေးကိုလည်းကလေးတွေသိဖို့လိုပါတယ်လိုတယ်ဆိုတဲ့အတွက်မိမိတို့ကယခုပြောနေတဲ့တောင်းနှစ်ထောင်ဆိုတဲ့ကိစ္စမှာမလုံဆောင်ပဲနဲ့ကျွန်တော်တို့ဟိုကြီးပြောခြင်းတဲ့စကားတစ်ခုကကျန်တဲ့ဟာလေးပေါ့အထူးဒါတောင်းဆိုတဲ့ဟာမျိုးနဲ့เนาะလာသာအပြင်အထူးတသိန်းခံစားွက်တသိန်းခွဲခံစားွက်ဒါမျိုးထပ်လို့ခြင်းပါလေလို့တောင်းဆိုလိုက်မှဆိုရင်ညီစက်မယ်လို့ကိုကြီးနည်းနည်းပြောခြင်းပါတယ်အားလုံးကျမ်းပါပါစေချမ်းသာပါစေ အဓိကလည်းဒါလေးကလည်းနည်းနည်းအရေးကြီးတဲ့ကနိုင်ငံတွေမှာပျက်စီးနိုင်တဲ့အနေအထားမျိုးတွေတပ်ဖက်နိုင်ငံသမားတွေလှုပ်ဆောင်တွေးတွန်းနိုင်တဲ့အနေအထားတွေရှိတာလေဒီဟိုဒီအရကိုမူတည်ပြီးတော့ဒါနိုင်ငံတော်အစ်င့ကမပေါ်စားဖို့လိုပါတယ်ဒါရွေးကောက်ပွဲကိုဖြတ်စည်းဖို့အတွက်ဒီနေရာနဲ့စတင်ပါလိမ့်မယ်ဒါကြောင့်ပိုင်ရန်ကိုဒီစကားကိုပြောတင်လို့ပြောတယ်လို့ပဲပြောချင်ပါတယ်နောက်ပိုင်ရန်ကနေရာတကာဝင်မဆွတ်ဖက်တတ်ပါဘူးဒါကနိုင်ငံကြီးနဲ့ပျက်နိုင်ငံနဲ့ပတ်သက်လာလို့ပျက်စီးမှုတွေဖြစ်လာမယ်နိုင်ငံနဲ့ပတ်သက်လာလို့ဒါဆိုးကျိုးတွေဖြစ်လာနိုင်မယ်အရေးတွေဟာ ြောတင်ပြောတိုက်တဲ့ခါတော့ပြောပါနဲ့စူပါလင်းကားတိုက်တာတော့သူဥပဒေကြမ်းတော့သွားမှာပဲအစီယုံမှလာလာဘာမှလုပ်လို့မရအောင်နော်ပုံမှန်300လေးနဲ့သွားတယ်300လေးနဲ့သွားမယ်ဒါသူဒါတမန်တက်ရွေရွေချက်ချင်းတိုက်တာလားဒါမှမဟုတ်ဘာတိုက်တာလားဒါဥပဒေကြမ်းတယ်သူလုပ်လိုက်မှာဒါတွေကကျွန်တော်တတင်းလည်းမဟုတ်ပါဘူးကျွန်တော်ပြောစရာအရေးချင်းအကြောင်းလည်းမရှိပါဘူးဒါတော့ပြောပြဒီဟိုစတော့ဒီကလေးတွေလိုင်းနာရာကိစ္စပနတ်ဆိုင်ရာကိစ္စကတနိုင်ငံလုံးနဲ့လည်းတက်ဆိုင်တယ်လို့နိုင်ငံရဲ့ဒီနေရာစပြီးရွေးကောက်ပွဲကိုဖျက်ဆီးဖို့အတွက်စတင် နိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ဒါကိုနိုင်ငံရေးသမားတွေလှုပ်ဆော်ပေးမယ်အကြမ်းဖက်လှုပ်ဆော်ပေးမယ်ဒီကြားထဲမှာတော့တဆင်ပြီးတဆင်မြင့်လာတဲ့အကြမ်းဖက်ဟိုနေပေါ့ဆန္ဒပြရာနေပြီးမှအကြမ်းဖက်မှုဆိုတာဖြစ်လာတာပါဆန္ဒပြရာကိုအရေးရှိလွတ်ထားလိုက်တာနဲ့တဆင်ချင်းတဆင်ချင်းအကြမ်းဖက်မှုတွေဖြစ်လာတာပါ။ဒီအကြမ်းဖက်မှုတွေဆက်ပြီးဖြစ်မဲ့ဆိုနိုင်ငံမှာကကျွန်တော်ရွေးကောက်ပွဲဆိုဘလူနီးနေမှာဖြစ်လာနိုင်တာအကြောင်းရှိပါဘူး။ရွေးကောက်ပွဲပြက်လို့ပြက်စီဖြစ်ဖို့လားဒုတိမို့ပြက်လို့ပြက်စီဖြစ်အောင် အဲလုံဆောင်ခြင်းလားဆိုတာကတော့ဒါတဖြည်းဖြည်းကျွန်တော်ကြည့်ရှုရမယ့်အနေအထားရှိတယ်။ပြစ်လိုက်ရင်လည်းပဲတမန်တော်ကပြောချင်တဲ့စကားတစ်ခုကမာရှယ်လောပဲလိုချင်တာလားဒီမိုကရေစီပဲလိုချင်တာလားပြည်သူဆန္ဒပါပဲ။နော်ပြည်သူကတော့မာရှယ်လောပဲလိုချင်တယ်ဆိုတော့ဒီဟာဆန္ဒထပ်ပြတာကိုလည်းလက်ခံပေးလိုက်ပါ။ မာရှယ်လောမလို့ကျွန်တော်ဒီမိုကရေစီလိုချင်တယ်ဆိုလို့ရှင်တယ်မဲရွေးကောက်ပွဲတော်လက်ခံပေးလိုက်ပါအဲ့ဒါပြည်သူလူထုရဲ့စံနာတွေပါပဲကျွန်တော်တို့ကတော့ပြည်သူလူထုဖြစ်တဲ့အတွက်အများအားဒါဆိုဒါပဲလုပ်လို့ရမှာပါမာရှယ်လောကိုလက်ခံတယ်ကျွန်တော်တို့မာရှယ်လောပဲဖြစ်မှာဒီမိုကရေစီလက်ခံရင်ကျွန်တော်ကဒီမိုကရေစီပဲဖြစ်မှာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအာတိုင်းပြည်အေဂျင့်ဘုတ်လောက်ပဲဖက်ဒီနီယာပဲဖြစ်ဒါပဲလုပ်ပြီးမှာဘယ်သူပဲတက်တဲ့ဘယ်မင်းမတက်တဲ့ကျွန်တော်တို့ကတိုင်းပြည်အေဂျင့်ဘုတ်တက်ပဲအမြဲတမ်းလို့နှိုးဆော်ပြီးမှာလို့ပြောချင်ပါတယ်အားလုံးကြမ်းပါပါစေဒီကိစ္စကိုတော့ short လည်းမတော့ပါနဲ့ပေါ့လည်းမပေါ်စားပါနဲ့နော် အဲဒါလေးတောင်းတာ19ရက်နေ့မှာဖြစ်သွားတဲ့ဒီပန်ဆိုဒန်ဒီနဲ့ကနလန်တောက်မှာပေါ့အဲဒါလူငယ်တယောက်ကိုဒါဝိုင်းရိုက်နေတဲ့ kiss တွေဖြစ်တာပေါ့အဲ့ဒါကလည်းကပိုင်း night တွေပေါ့ဆုပြောရန်ကုန်မှာကပိုင်း night ကတော့တော်တော်ပေါ်တယ်ဗျာနော်ကပိုင်း night ကတော်တော်ပေါ်တယ်ဒါပေမဲ့ရခင်ကပိုင်း night တွေကကျွန်တော်တို့အခုလိုမျိုးရိုက်နေတာမျိုးမရှိဘူးအခုကနည်းနည်းအကြမ်းဖက်မှုတွေတော်တော်များလာပြီအဲ့တော့ဟိုရဲတပ်ဖွဲ့ဝင်တွေနေနည်းနည်းပို့ပြီးတော့ဂျိုးဂျိုးစားစားလေးကိုကျွန်တော်တို့လှုပ်ဆောင်ရမယ့်အနေအထားမျိုးရှိတယ်ဒါ line ကပေါ်မှာဒါနေ့စဉ်နဲ့အမြနေ့စဉ်နဲ့အမြကပိုင်း night တွေတော်တော်များများရှိတယ် ကပိုင်းနိုင်တွေတော်တော်များများ လှုပ်ရှားမှုအားကောင်းတယ်နော်ဒါပေမဲ့ကျွန်တော်ကပိုင်းနိုင်တဲ့အဆင့်တော့ကိုကျွန်တော်မပြောချင်ဘူးဒါပေမဲ့ရိုင်းနေတဲ့အဆင့်တွေဖြစ်လာတဲ့အတွက်ဒါကျွန်တော်ထပ်ပြီးပြောပြရတာဖြစ်တယ်နော်ဒီကပိုင်းနိုင်တွေကဘယ်သူကကပိုင်းနိုင်ပါလဲဘယ်သူကကပိုင်းနိုင်တွေပါညာဆိုတာကဒါမှရဲတပ်ဖွဲ့မှာစရင်ရှိပြီးသားနော်စရင်ရှိပြီးသားအဲစရင်ရှိပြီးသားဆိုကျွန်တော်တို့ဒီမှာကပိုင်းနိုင်မဲ့သူတွေဆိုပါစို့ထောင်ထဲမှာတလားကြမယ်နှစ်လားကြမယ်ဒါအဲပုံမှန်ရကျွန်တော်ပြောမယ်ဆိုတော့၃ခု၉လောက်ဖြစ်မယ်ဗျနော်အဲ380ဆိုရင်အဲ389ပေါ့ ဟလာဒါအပြင်ကိုမှုတွေပေါ့ခပိုင်းနိုင်မှုကျွန်တော်ထည့်တာတော့တာမှန်ညာလဲမှန်လိမ့်မယ်မှလဲတွဲတာမှန်အဲ့တော့သူတို့ထောင်ထဲကြွားလဲတလား2လား3လား4လား5လား6လားအဲ့လောက်တွေ3လားအများဆုံးပါပဲတလားနဲ့3လားအများဆုံးပဲထောင်ချပြတယ်ပြီးသွားလို့ရှင်သူတို့အဲ့ရလိမ့်တွေကသူတို့ကအဲ့အဆောင်မှာပဲပြန်ထားတာအက်ခဲတာအဆောင်မှာပဲပြန်အက်ခဲတာ သူတို့အပြင်မှာနေတလားလောက်နေတယ်ပြီးရင်အိုက်ထောင်ထဲပြန်ဝင်သွားတယ်ပြီးသွားလို့ကြာထောင်ထဲမှာနေတယ်ကိုယ်ညာရောင်းလိုက်ဟိုကရောင်းလိုက်နဲ့ဟိုပတ်လိုက်ဒီပတ်လိုက်နဲ့လှုပ်တယ်ပြီးရင်ပြန်ထွက်တယ်အိုက်ထောင်နေမှာလည်း6လောက်အောင်ဆိုရင်ဒါရဲဘက်မှထုတ်တာ၄ရှိတဲ့ခါကျသူတို့ကလည်း6လောက်အောင်တွေဆိုတော့ဒါရဲဘက်တွေမရောက်တဲ့ခါကျတော့ထောင်မှာလည်းဝင်လိုက်စားလိုက်အိတ်လိုက်နဲ့ကိုယ်အိမ်လိုဖြစ်နေတာเนาะဒီဟိုနေ့နေကကျွန်တော်တို့ရန်ကုန်မှာဆိုလို့ကြက်ကပိုင်းနိုင်တရားပေါ့ အဲ့ဒါပေါ်မှာကပိုင်းလိုက်တာဒီကိုဒါကျွန်တော်နေနဲ့မပြောသေးပါဘူးပြောကြရအောင်ဒီရိုင်းနေတာဟာဒါလွန်လာပြီလွန်လာတဲ့အတွက်ဒီမှာဗမာဂုံသိက်ကကြလဲဆိုတော့ရဲတပ်ဖွဲ့ဝင်တွေမှာဂုံသိက်ကတော်တော်ကြီးကိုကြာဆင်းသွားပြီဒါအလုံးမလုံးဘူးဆိုတာတိတာသွားပြီနော်တိတာသွားပြီအလုံးမလုံးဘူးလို့ပဲကျွန်တော်တို့ယူဆလို့ရတယ်ကျွန်တော်တို့လည်းဒါရဲတပ်ဖွဲ့ဝင်တွေရဲ့ရက်ကွက်တစ်ကွက်မှာနေလေးတယောက်ကဝင်ငွေဟလာအချုပ်ခန်းမှာဟိုစက္ကန်းဝတယောက်ကဝင်ငွေဘဲတယောက်ဝင်အကုန်လုံးကျွန်တော်တို့လည်းတိနေတာပဲဟွန်းတိနေတာပဲ ို့တော့လည်းပဲတီးနေတယ်ဆိုတော့လည်းပဲဟောဒါအတိုင်းကြီးအတွက်ဒါလိုအပ်တဲ့တတော်တဏီကလုံးနေတဲ့ပုံကိုလေးပဲလုံးနေမှာတကယ်မျိုးသာဒါဟွန်နေဖြစ်လို့ကတော့ဘယ်လွတ်မလဲဟုတ်တယ်မလားဒါလူတိုင်းတော့မလွတ်ပါဘူးဒီကိစ္စဒါပေမဲ့ဒီဟာလေးလို့တော့ကျွန်တော်အနေနဲ့သုံးသက်ပြောချင်တာကအဲထိတိရရောက်လေးတော့အဲလှုပ်စေချင်နေပြီလှုပ်စေချင်နေပြီနော်ဘာဖြစ်လို့ဆိုတော့သူကတအားကိုလွန်လာပြီလွန်လာပြီကဒီတဲ့ပြီးလို့ရှိရင်ကျူးလွန်မဲ့အမှုတွေကဒါဟိုကပိုင်းလိုက်တဲ့အမှုတွေတော့မဟုတ်တော့ဘဲနဲ့ဒါလူသားမှုတွေဖြစ်လာမယ်လူရမှုတွေဖြစ်လာမယ်အများကြီးဖြစ်လာနိုင်အဲ့တော့ ဟိုကျွန်တော်တို့ဒီဘယ်သူကခပိုင်းနိုင်ဘယ်သူကမသားရဲတောက်ခွက်ဝင်နေအကုန်သိတယ်အကုန်သိတယ်အကုန်လုံးသိတယ်လိုရမိန်းမလေးနိုင်တာသားယောက်ျားတဲ့အကူကတော့အစ်တတွေတိုးလာတော့ဒါအစ်တတွေတိုးလာတာမျိုးလည်းရှိတာပေါ့အစ်တတွေတိုးလာတဲ့အဲအွန်နေနေရှိတယ်ခပိုင်းနိုင်နေရှိတယ်ဒါရဲတောက်ခွက်ဝင်နေတချို့ကြလည်းမသိသေးဘူးကွချို့ကြလည်းသိတာပေါ့နော်အဲ့တော့ဒီနေရာမှာရဲတောက်ခွက်ဝင်နေဟိုအဲအဓိကထားပြောချင်တာကတော့အဲကျန်တာလေးလည်းလုတ်ပါနော်ကျန်တာလေးလည်းလုတ်ပါအဲဒီတခိုးတို့ခပိုင်းနိုင်တို့ဒါမျိုးတွေကတော့ နည်းနည်းထိထိရောက်တော့ပါကျွန်တော်စီမှာကျွန်တော်ကြံတန်းမှာတော့ထားထားတဲ့စပိန်နဲ့စီလောင်မစီအဲ့ဒါတော့မှဒါခိုးသွားသေးတာပဲနော်တခိုးလေးာရှိတာပဲကျန်တယ်မှာထဲထားတဲ့စပိန်နာစီခိုးသွားတာပဲပါသွားတာပဲဒါပေမဲ့ကျွန်တော်တော့မတိုင်ပါဘူးဒါထားလိုက်ပါဆိုတော့မတိုင်တဲ့ကောကကျွန်တော်မှာကအပြစ်ရှိနေဟာဆိုတော့ဒီတခိုးဆိုတိုင်တိုင်လည်းရမှာမဟုတ်တော့တိုင်လည်းမနေတော့အာယုံနေနောက်လို့ကိုလည်းအဲ့တော့အလုပ်တွေလည်းမရှိတော့သူများလည်းအလုပ်မပေးတော့ဘူးအဲ့လိုလူတွေအများကြီးပဲအဲ့တော့တိုင်းပြည်မှာအခုပို့ဆိုးတာကရန်ကုန်မှာဒီအကျန်းဖက်တီကတော်တော်များများစိတ်ဝင်နေစိတ်ဝင်နေ เนาะစိတ်ဝင်တယ်တတိတိထားပါတတိတိထားပါပဲပြောတင်တယ်ဒါကျွန်တော်အနေနဲ့အဲခိုင်လုံနဲ့တတိတရလို့တော့မပြောခြင်းပဲဒါပေမဲ့တိကျတဲ့ဟိုရောက်ရှိနေတာဒီကိုတော့ကြာတိတယ်เนาะကြာတိတယ်အဲ့မှာကျွန်တော်တိုက်ကြီးဘက်ဒီဘာညာဆိုတော့ရဲစခန်းနေတော့မှတတိထားမယ်နေထားမျိုးရှိတယ်เนาะတိုက်ကြီးဘက်ဒီမှော်ပြီးဘက်ဒီအဲ့အားလေးတော့တတိပေးပြရစီအဲ့ကနည်းနည်းပြီးတော့နောက်ခါကျတော့ခွန်နေဘက်ကျွန်တော်တို့ရန်ကုန်တိုင်းထဲမှာပါတဲ့ဟိုကျွန်တော်တို့အချိုင်းစိတ်ကြီးလို့လို့ဘက်ဒီနောက်ကဒလာဟိုဘက်ကန်းနေရာလေး အဲ့ဒီနေရာမှာရှိတဲ့ yes scan နေတတိထားပါအဲ့ဒါလေးတော့အတိပေးတင်ပါတယ်နော်ဒါကျွန်တော်တို့ကတော့တိကျခိုင်လုံတဲ့တတင်းရရှိတဲ့ဆိုရင်တော့ဒါတိုက်ရိုက်ပြောကြပြီးမှဖြစ်တဲ့အတွက်ဒါတတိပေးတဲ့အကြောင်းအရာလေးပဲရှိပါတယ်အဓိကပြောချင်တာကတော့ဒီရန်ကုန်မှာအရန်တောင်းကြနေတဲ့ကပိုင်းတိုင်းတွေကိုဒါစီမံချက်နဲ့ရှင်းလင်းပေးဖို့ပဲတောင်းဆိုချင်ပါတယ်နော်ဒီကောင်တွေကကြတဲ့ပုံမှန်တရားဘာမှမဟုတ်တဲ့ခါကျတော့စီမံချက်မဟုတ်လို့ရှိလို့ရှိရင်ဒါအဲတလားနလားသုံးလားနဲ့ပဲလွတ်လွတ်သွားတာကြီးများနေတယ်များနေတော့ခဏလေးခဏလေးလွတ်တယ် လွတ်တဲ့အခါကျတော့အဲ့ပြဿနာတွေကကြီးတယ်တကယ်အေးကျန်းသာနေကျင်တဲ့ပြည်သူတွေကတကယ်ဒုက္ခရောက်နေတာကိုဒါကူညီပေးသိလို့ပါလေလို့ပဲပြောချင်ပါတယ်ဗျာနော်အေးပြပြအားလုံးကျမ်းပါပါလေကျမ်းသာပါလေတချို့ကျွန်တော်တွေ့တာပဲအာ KTV တွေမှာဆိုတပုံကြီးကမူးယူနေတာပဲဒါအများကြီးတော့မပြောချင်ပါဘူးနော်ကျုပ်ရဲတပ်ဖွဲ့ဝင်နေအေကိုတော့ပြောချင်တာကကိုလည်းကိုလုံးဆက်ကြီးကလုပ်ပါတိုင်းပြည်တွေလည်းစောက်ရှောက်ပါနော်အဖအေးအဖစားကြကြီးကလည်းစားပါတောက်ကြကြီးကလည်းတောက်ပါပြည်သူလည်းစောက်ရှောက်ပါလို့ပြောချင်ပါအားလုံးလေးသားပါလေ